တစဉ်ပြည်သက်ပေါင်းမင်္ဂလာပါမေလ26ရက်နေ့မှဂျွန်လ1ရက်နေ့ထိခုနှစ်သောတောင်းမြောက်အတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ရှောင်ရွက်များကိုဘာရှာကြီးဒေါက်တာမင်းသိန်းခါ၏နေ့စဉ်အတိုင်းကျွန်တော်ဆရာသိန်းတိုက်ဆိုမှတေရောဖြင့်အသေးစိတ်တွက်စီပေးထားပါသည်တနင်္ဂနွေတောင်းမြောက်များဒီရက်တွေအတွင်းမှာအပြိုင်ဆိုင်လေးတွေကြားတဲ့ကအောင်မြင်မှုတွေရရှိပါလိမ့်မယ်လုပ်ငန်းသစ်တွေစတာတိုးချဲ့တာတွေလုပ်တင်ပါလေရဲဝေးပြပနိုင်ငံသားနဲ့ပတ်သက်တဲ့လုပ်တွေလည်းအကျိုးပေးပါလိမ့်မယ် ်တစ်တန်တွရွှေအလှကုံတတိနံရေထွက်ကုံကျိုးပေးမဲ့အချိန်တွေဖြစ်ပါတယ်။ငွေဟောင်းပစ္စည်းဟောင်းတွေပြန်ရတတ်ပါတယ်။စက်ကိစ္စဆိုင်ကိစ္စများမတင်မကျဖြစ်နေပါလိမ့်မယ်။ဘာမဆိုအထင်ငော်လေးတွေကြုံပေမဲ့အောင်မြင်နိုင်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။လူရင်းတို့ရဲ့အညစ်ကိုလည်းခံရတတ်ပါတယ်။ပညာရေးကိစ္စ၊စာမွေးကိစ္စ၊မြေမွေဖုန်းကိစ္စတွေမှာအနောက်ရှက်များနေတတ်ပါလေ။ငွေရွှင်မလိမ့်မယ်။ဒါပေမဲ့အလုပ်ထွဲကိုပြောင်းဝင်သွားတတ်တဲ့ကိစ္စမျိုးဖြစ်ပါလေ။အင်တော်ရှင်များချစ်သူကြီးများအတွေ့ ဖုတ်တက်ကလေးတွေများနေမဲ့ကိမျိုးလေးဖြစ်ပါတယ်။သူတဖြင့်ကတော့ဘေးစကားတွေကိုတတိထားဖို့လိုပါတယ်။ကျမ်းမာရေးနေကတော့ဝမ်းပိုက်ဥကောင်းအစ်အမြင့်ဂယူဆိုင်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကနန်းတွေကတော့တစ်ကနန်းတုံညကနန်းပဲဖြစ်ပါတယ်ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်တန်ဖိုးတီဂါရာတော်ကိုပရိသုံးဘက်သုံးရက်ဒိတ်ထန်နဲ့စိတ်ပြီးလိုရာစု တောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည် တနင်္လာသားမီးများဒီရက်တွေအတွင်းမှာငွေကန်တာအကောင်းပါတယ်နာမည်ကုန်လင်းတက်ဆရာတွေလည်းကြုံပါလိမ့်မယ်ကုံဝဲချင်းတိုးလောင်ချင်းပစ္စည်းစုဆောင်ချင်းတွေပြုလုပ်တင်ပါတယ်နိုင်ငံညာခီလူမျိုးချားနဲ့ပတ်သက်တဲ့အလုပ်တွေအချိုးပေးမဲ့ခြင်းဖြစ်ပါတယ်အထယ်အထိဖက်နဲ့ဓာတ်ပုံလျှက်စစ်ကားကြောက်ကွန်ပျူတာကင်မရာလုပ်ငန်းရှင်များတိုးချဲ့တဲ့ခြင်းဖြစ်ပါတယ်မိသားစုထဲမှာအလှူဝဲမင်္ဂလာပွဲတွေကြုံရတတ်ပါတယ်ဆက်တူစာချုပ်ကိစ္စတွေကတော့မရေမရဖြစ်တတ်ပါတယ် ြေကိစ္စအမွေကိစ္စဖုန်းကိစ္စတွေကိုတော့ခဏလေးဆိုင်းငံ့ထားတဲ့အချိန်ဖြစ်ပါတယ်။ဘာမဆိုနှမျိုးနှစ်ခါနှစ်ချိန်ကြုံတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်။အိမ်တော်ရှင်များချစ်သူကြီးသားများជីနူးဝမ်းမြောက်စရာနှမျိုးနှစ်ခုကြုံနိုင်ပါတယ်။ကျန်းမာရေးအနေနဲ့ကတော့အာယုံကျော်ဝမ်းပိုက်စီမျက်စိရောဂါများဂူးဆိုင်ရမယ့်ကာလဖြစ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍ၊ကိုးကဏ္ဍပဲဖြစ်ပါတယ်။ ညနာရီပြပြောပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ဂုံတော်ကိုပါကိုပရိကိုဘတ်နှစ်ရက်ဆက်ပြီးဒိဋ္ဌံနဲ့စိတ်လိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်အင်္ဂါတောင်းကြီးများတရက်တွေတွင်မှာတားပင်မဲမှလိမ့်မယ်စိတ်မောလူမောတွေဖြစ်ရတတ်ပါလေအလုပ်တွေပြည်ပြီးကျမ်းမာရေးညံ့တတ်ပါလေစိတ်တိုင်းမချစရာတွေများနေတတ်ပါလေတတ်နိုင်သမျှစိတ်ရှိရှိခေါင်းအေးနဲ့အလုပ်တွေကိုတက်တောင့်တက်တာကလေးလှုပ်သွားတဲ့အချိန်ဖြစ်ပါလေ အလုတ်ထွက်ခြင်းပြောင်းခြင်းနဲ့ဆန္ဒခဏလေးစောင့်နေပါလေ။နေရာကိစ္စအင်ကိစ္စများတွလွတန်းလန်းဖြစ်နေတတ်ပါလေ။မိကောင်းဆရာကောင်းတွေရဲ့အကူအညီကောင်းတွေပေါ်လာပါလိမ့်မယ်။နိုင်ငံသားနဲ့ပတ်သက်လို့အဆက်အသွယ်ခွင့်ရေးကောင်းတွေလည်းပေါ်လာတတ်ပါလေ။မြေအမွေဖုန်းအထည်ထိပ်ဖက်တဲ့ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာတော့အထူးပဲအောင်မြင်ကြိုးပမ်းနိုင်တဲ့ချိန်ဖြစ်ပါလေ။အင်တော်ရှင်များချစ်သူကြီးများမော်နမကိစ္စသတိပြုဖို့လိုပါလေ။ ကျမ်းမာရေးအနေနဲ့ကတော့ခြေရောက်ခါအစာအိမ်ဂယုစိုက်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍ၃ကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဗုဒ္ဓဂုံတော်ကိုပတိခုနှစ်ပတ်၃ရက်ဆက်ပြီးအဋိဋ္ဌံနဲ့စိတ်လိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဗုဒ္ဓဟူသားမြတ်တဲ့အတွင်းမှာကံညံလေးတွေများနေပါလိမ့်မယ် ဖက်ဖက်ကအနောက်ဆက်တွေရှိနေပါတယ်။ခီးသွားနေတာဟာအကောင်းဆုံးရေတွေရဖြစ်ပါတယ်။နေရာတစ်အိမ်တစ်လုပ်ငန်းတစ်စီစဉ်များအထူးပဲကောင်းပါတယ်။ရေဝေးပြည်ပါကိစ္စတွေလည်းဦးစားပေးပြီးစီစဉ်တင်ပါတယ်။ကွဲကွာနေသူတွေနဲ့ပြန်ဆုံတာရဝေးကအကူအညီကောင်းတွေရခြင်းများကြုံပါလိမ့်မယ်။ငွေကတော့တအားဝင်သလိုတအားလဲထွက်နေပါလိမ့်မယ်။မထင်မှတ်တဲ့ဘာသာရေးပညာရေးအခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါလေ။အတီးအနှံရေထွက်ကုန်တစ်တန်တို့အလုံများတိုးချဲ့တဲ့အချိန်ဖြစ်ပါလေ မီလီယက်စစ်တခုသတိထားတဲ့ကာလလေးဖြစ်ပါလေ။ရာရုနီယာကိစ္စတွေမှာအနောက်ရှက်တွေကြားကအောင်မြင်တတ်ပါလေ။စက်တူလို့တွေသတိကြီးစွာထားဖို့လိုပါလေ။အရေးကြီးတဲ့ဆောင်ရွက်စာရန်တွေလည်းဂရုစိုက်ဖို့လိုပါလေ။အင်တော်ရှင်များချစ်သူကြီးများရွယ်ဝေးခွဲရခြင်းရှိနေပါလေ။ ကျမ်းမာရေးအနေနဲ့ကတော့မျက်စိနားနှာခေါင်းအစာအိမ်ဒုက္ခပြတတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၅ကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်အရဟံတိတ်ထိကို ပရိလေးပတ်၄ရက်ဆက်ပြီးအဋိဌာန်နဲ့စိတ်လိုက်ပါမိတ်ဆွေတို့အခက်အခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ကြာတော်ပြေတောင်းမိများဒီရက်တွေအတွင်းမှာမတင်မကြကိစ္စလေးတွေများနေပါလိမ့်မယ်။ဟိုဟာလောရတော့မလို့လို့၊ဒီဟာလောရတော့မလို့လို့နဲ့အချိန်တွေကုန်နေတတ်ပါတယ်။ ငွေကိစ္စပစ္စည်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာလည်းတိတ်လွဲလေးတွေလွဲနေတတ်ပါတယ်။ဘာမဆိုခေါင်းအေးနဲ့ဆုံးဖြတ်တဲ့အချိန်မျိုးဖြစ်ပါတယ်။စက်တူကိစ္စစာချုပ်လုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။စိုင်းတစ်အိမ်တစ်နေရာတစ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။ဖို့တန်ဆက်ပစ္စည်းအိမ်အောင်ပြည်ဘောကပစ္စည်းတွေဝင်လာပါလိမ့်မယ်။မထင်မဖဲနဲ့နိုင်ငံသားလူမျိုးကြားအဆက်အသွယ်အကူအညီကောင်းတွေပေါ်လာတတ်ပါတယ်။အောက်လဲငယ်သားတွေကြောင့်ဆိတ်ရှုပ်ရတတ်ပါတယ်။အနီးကပ်လူရင်းတွေကတစ္ဆာဖောက်တာမျိုးလေးခံရတတ်ပါတယ်။ အလူမင်္ဂလာကိစ္စ၊မြေကိစ္စ၊ဖုန်းကိစ္စတွေအဆင်မပြေမှုများနေပါလိမ့်မယ်။အင်တော်ရှင်များပြည်လည်မှုတွေရရှိပြီးချစ်သူကြီးသားများဆွေမျိုးကဝင်ရှုပ်လာတတ်ပါလေ။စကားတွေရှုပ်လို့လည်းရှင်းရတတ်ပါလေ။ကျမ်းမာရေးအနေနဲ့ကတော့ခြေရောက်၊ခါ၊ဘိုက်၊ဂယုစိုက်ဖို့လိုပါလေ။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ၊3ကဏ္ဍပဲဖြစ်ပါလေ။ ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ညောင်မင်းအောက်မှာရုပ်ကစိုးကိုမြစ်တာပူရင်းလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တောက်ကြတောင်းမီများဒီရက်တွေအတွင်းမှာအဖက်ဖက်ကခွင်လန်းကောင်းတွေပေါ်လာပါလိမ့်မယ်အလုတ်တွေချဲ့တဲ့တိုးတဲ့အချိန်မြင့်တဲ့ကာလလေးဖြစ်ပါတယ် ကန်ရကကိုကိုနန့်တာပေးတဲ့ကိမျိုးဖြစ်ပါလေငွေရွှေမာလိမ့်မယ်ရွှေကန်လေးလည်းကောင်းနေပါလိမ့်မယ်အမှုပညာအလုပ်အလှကုန်ကားကြော့ကွန်ပျူတာကင်မရာလုပ်တွေအချိုးမြက်တွေရရှိနိုင်ပါလေဆက်တူကိစ္စစာချုပ်ကိစ္စတွေတော့သတိထားဖို့လိုပါလေကိုတိုးတဲ့အောင်မြင်လာတဲ့ပုံမှာမနာလိုပြန်ဆန်တွေလည်းပေါ်လာပါလိမ့်မယ်တမင်ရန်ဆနောက်ဆက်တော်မျိုးတွေလည်းခံရတတ်ပါလေအမှုလည်းပတ်တတ်ပါလေပြူရင်းပြပခီးတွေမရေမရာဖြစ်နေပါလိမ့်မယ်အောက်လက်ငယ်သားတို့စီကအကူအညီကောင်းတွေရပါလိမ့်မယ် အင်တော်ရှင်များချစ်သူကြီးသားများငွေအတွက်ဝမ်းသာစရာတွေကြုံပါလိမ့်မယ်ခီးကောင်းတွေလည်းကြုံပါလိမ့်မယ်ကျမ်းမာရေးနေကတော့စီးမျက်စိသွားသွေးဂယူဆိုင်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏန်းတွေကတော့နှစ်ကဏန်း၅ကဏန်းပဲဖြစ်ပါတယ်ညံနာတွေပြပျောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်လောကဝိတုဂုံတော်ကိုပတိလေးဘက်လေးရက်ဒိတ်ထန်နဲ့စိတ်လိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပျောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် စနေသားမျိုးများတရက်တွေအတွင်းမှာမိကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စတွေအထူးပဲကောင်းပါလိမ့်။ဆက်တူကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်းအဆင်ပြေပါလိမ့်မယ်။ပြုရင်းပြပခီးကောင်းတွေကြုံနိုင်တဲ့ချိန်တွေဖြစ်ပါလိမ့်။ငွေကန်လေးလည်းကောင်းနေပါလိမ့်မယ်။ဘာသာရေးလုပ်ငန်းတွေဖျားဘူးခီးတွေလည်းပေါ်လာတတ်ပါတယ်။အလှူတန်းမင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါတယ်။အောက်လက်ငယ်သားကိစ္စ၊ထယ်ထီးဖက်နယ်လျှက်စစ်ကိစ္စ အိန္ဒိယကိစ္စတွေမှာတော့ဆန္ဒမစိုးသင့်သေးပါဘူးစက်ပစ္စည်းဆိုင်ကံမြေငွေဖုန်းကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါလေအိန္ဒိယရှင်များချစ်သူကြီးများအဆင်ပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားနိုင်ပါလေကျမ်းမာရေးအနေနဲ့ကတော့လေထုံးလေအောက်နှလုံးဒူနာဂယူဆိုင်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့၃ကနန်း၆ကနန်းပဲဖြစ်ပါတယ် ညံနာရီဖြစ်ပျောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ဆုံးခန့်ဖုံးတော်ကြီးကို မွေးငါလောင်းလူရင်လိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့အခက်အခဲဒုက္ခများပြပျောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ခေါနီအသောမြေပြစ်တပ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဘာဆရာကြီးဒေါက်တာမင်းတိန်ခိုက်တပင်းဖြစ်တော်ကျွန်ုပ်ဆရာသိန်းထိုက်ဆိုးမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်